ဝိဒကတာနာတော့မှာမြတ်စွာဘုရားကဟောတာရှိတယ်။ဝိဒကတာနာတော့မှာအခင်းကိုလိုချင်းချုပ်တယ်ဆိုပြီးစတဲ့လူပြေးတာ။ဘယ်နဲ့တော့ချင်းချုပ်လို့မရဘူးနော်။စိတ်ထဲမှာကျွေးနေတဲ့အတွေးတွေကအလေးချင်းတာဘယ်ကကများနေလို့ဆိုမကောင်းတဲ့ကအလေးချင်းတွေများနေ။မကောင်းတဲ့ကအလေးချင်းတွေများနေပြီးတဲ့ကြောင့်လောလောဆယ်ကိုနဲ့မကောင်းတဲ့အတွေးတွေကနေပြီးတော့ယုံထက်ဖို့ဆိုတာနယ်ရေးတာမဟုတ်ဘူး။အဲ့တော့မြတ်စွာဘုရားကမိစတဲ့၅မျိုးပြီးတဲ့ မကောင်းတဲ့အတွေ့အကြုံတွေရုံထွက်ပေါ်ရတဲ့နေ့တစ်နေ့၅မျိုးပေးတယ်။ဒါကြောင့်ရာဟောတော့အရောင်းချင်းတဲ့တခုကိုချင်းနေတဲ့ပုံပုံကိုဥတည်ပြီးတော့ဟောတာချင်းနေကြတာ။ဘယ်ပုံပုံပဲချင်းတယ်ဟောဒီအတွေ့အကြုံချင်းချင်းချင်းချုပ်ချင်းလို့ရှိရင်ဒီလားချင်းနေပါ့။ဟုတ်ကဲ့။အမှန်ပါဗျာ။ကိုယ့်ရဲ့မကောင်းတဲ့အတွေ့အကြုံကိုချင်းချုပ်ပေါ်ရတယ်။ဟောဒီဆိုင်ကြောင်းမှာရှောက်အောင်။ခေကောင်းပြီ။အရာချင်းပြန်ပြောမယ်ဆိုရင်လူတွေရဲ့စိတ်ရဲ့အတွေ့အကြုံဟာ လောဘနဲ့တွေးလာတာရှိတယ်ဒေါသနဲ့တွဲပြီးတွေးလာတာရှိတယ်မောဟနဲ့တွေးလာတာရှိတယ်။ဒါဖြင့်လောဘနဲ့တွေးတာရှင်ရှားပါပဲဒေါသနဲ့တွေးတာလည်းရှင်ရှားတယ်။မောဟနဲ့တွေးရတယ်ဘယ်လိုတွေးရလဲ။မောဟနဲ့တွေးပြီဆိုရင်ဘလို့တင်တာကိုလုံးတင်တာချင်းတာနဲ့လုံးတင်တာကိုမလုံးတဲ့ဘူးလို့ချင်းလာတယ်။အဲ့ဒါမောဟနဲ့တွေးတဲ့ခင်ဗျ။သူကဘုရားနဲ့ရဲ့ရှိရတယ်ဘယ်လဲ။ရှိပါရဲ့ဗျာ။ဘလို့တင်တာကိုလုံးတဲ့လူချင်းနဲ့လုံးတင်တာကြတော့မလုံးတဲ့လူချင်းလား။အဲ့ဒီလိုလောဘဒေါသမောဟဆိုတဲ့ ဒီတရားကြီးဥဆောင်လာတဲ့အတွင်းမျိုးတွေအရင်ရှိတဲ့အတွေးတွေ